အဲ့တော့အခုသူနဲ့ထိုးမဲ့အဲ့ဟာရဆင်နဲ့ပွဲလေးတွေလည်းကျွန်တော်ခဏခဏကျွန်တော်ကြည့်တယ်ဟုတ်ကဲ့ကျွန်တော်ကကိုလှုပ်ပေးတဲ့လူအောင်မြင်ခြင်းတယ်အဲကြောင့်သေချာကျွန်တော်ကြည့်တာကျွန်တော်ကူစပယ်လေးတွေကိုကျွန်တော်တော့ကူမတောက်ဘူးငါသူတို့စာခိုင်းတယ်စာပြီးတော့ကျွန်တော်ဖုန်းလေးထဲမှာကျွန်တော်ကူထည့်ထားတယ်နပွဲတော့ရှိပြီကျွန်တော်ကူကူထည့်ပြီးတော့အားကျွန်တော်ကြည့်ကြည့်တယ်ငါဘယ်လိုလှုပ်ပေးရမလဲအဲ့လိုဟာအဲ့တော့ကူတင်ဦးကျွန်တော်ခေါ်တယ်ကျွန်တော်ကိုယ်တိုင်လည်းလာတယ် တော်ပြီလို့ဟုတ်စီကြတာတော့ကျွန်တော်ရေးရေးပြောရတယ်နိုင်မယ်သူလုံးဒီပွဲဟုတ်အားလုံးမင်္ဂလာဖြစ် UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုရတဲ့ Champions Spirit တွေအားလုံးလည်းမင်္ဂလာပါကျွန်တော်အခုဒါဆရာဦးမောင်ကျော်နဲ့ကျွန်တော်ဒီတထုံကို ရောက်တော့ပေါ့နော်ဆရာဦးမောင်ကျော် အခုဒါဆိုလင်းဦးကိုလျံဖားရဆန်နဲ့ပွဲအတွက်လေ့ကျင့်မှုတွေစတင်နေပြီပေါ့ရှေ့မှာတော့ဒီပွဲအတွက်ကိုဒီလေ့ကျင့်မှုတွေလုပ်ဖို့အတွက်ပြင်ဆင်မှုတွေစီစဉ်မှုတွေကြားနေရပြီမြင်ဟိုမစနိုင်သေးတဲ့အနေအထားနေအခုတကယ်လက်တွေ့လေ့ကျင့်ခန်းတွေစနေပြီဆိုတော့ဒီဆိုလင်းကိုစပြီးတော့ဂိုင်တွေတဲ့အချိန်မှာဆရာအမောင်ကျော်ပြီးတော့ဆရာတင်ဦးတော်ဒီနှစ်ယောက်ပေါ့နော်ဆိုတော့ဒီထက်မှမှဒီဆရာဦးမောင်ကျော်နဲ့တွေ့ဆုံပြီးတော့ဒီဆိုလင်းရဲ့လက်ရှိအခြေအနေရဲ့ပွဲအတွက်ရောစပြင်ဆင်ထားတဲ့အကြောင်းအရာတွေကို ဒါပြေဆုံးမေးမြန်းတော့ဖြစ်ပါတယ်ဆရာမင်္ဂလာပါဆရာဟုတ်ပြီခင်ဗျာဆရာဝါလီအခုဆိုလင်းဦးနဲ့ဆရာနဲ့ကလည်းဟိုအရှိမာတဲ့ကဟိုအတူတူပြန်ပြီးတော့ဒါလေ့ကျင့်ပြီးမှလေ့ကျင့်ပြီးမှစီစဉ်နေတာပေါ့အကြောင်းမျိုးနဲ့တွဲချော်နေတာဟုတ်ကဲ့အခုဒါဆရာတို့တကယ်စပြီးတော့လေ့ကျင့်နေပြီလို့ကျွန်တော်တို့ကြားရတယ်ဆိုတော့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းဟိုတည်ကျင်လို့ကျွန်တော်တို့ဒါတထုံကိုလိုက်လာခဲ့တယ်ဗောလေဟုတ်ကဲ့လိုက်လာပြီးတော့ဆရာနဲ့ဟိုတကယ်စလေ့ကျင့်တဲ့အနေအထားလေးပေါ့နော် ဆိုတော့ကျွန်တော်တို့ဒီပွဲက၈လပိုင်းတရနေဆိုနည်းနည်းတော့လိုသေးတယ်။နီးတဲ့အချိန်ကျရင်လည်းကျွန်တော်နောက်တစ်ခေါက်ထပ်လာပြဖို့များတယ်။အဲဒီအချိန်ကျရင်တော့ဒီလေ့ကျင့်ခန်းကာလာရဲ့ညီကုန်းပိုင်းပေါ့ဆိုရင်ဘယ်နေထားရောက်သွားပြီလဲဘလောက်အားကျဉ်းနှုန်းမှုရှိပြီလဲဆိုတာအဲဒီဟာကိုတသက်လာဖို့များတယ်။အခုကတော့ဒီလေ့ကျင့်ခန်းခေးစဉ်အစပေါ့နော်။အဲဒီအစမှာဒီဆိုရင်လက်ရှိအခြေအနေဘယ်လိုရှိလဲဆရာဆရာဆက်တွေ့ရတဲ့အချိန်မှာအဲဆိုရင်ဦးကိုအခုလည်းလေ့ကျင့်နေတာဒီနေ့ပါဆိုရင်၃ သုံးရက်ရှိပြီပေါ့ကျွန်တော်လည်းထိတွေ့တာတော့ဟုတ်ကဲ့ကျွန်တော်တပတ်ကို3ချိန်ဟုတ်ကဲ့သုံးဖို့2ချိန်တင်းလာဗုဒ္ဓတောက်ကြဟုတ်ကဲ့အခုကျွန်တော်လည်းထိတွေ့တာ3ချိန်ရှိပြီပေါ့ဟုတ်ကဲ့ဆရာဟုတ်ဟိုလေ့ကျင့်ခန်းရဲ့အစပဲရှိသေးတယ်ဟုတ်ကဲ့ဟိုကိုလိုချင်တဲ့အနေထားတော့မရောက်သေးဘူးမရောက်သေးဘူးဟုတ်ကဲ့အခုမှပဲစတယ်ဘာဖြစ်လို့အဲ့လိုလေ့ကျင့်ပြရလဲဆိုတော့ ုံလေးထိုးတဲ့ပွဲတွေကျွန်တော်ကြည့်တယ်ဟုတ်ကဲ့ကိုတပည့်ပဲအောင်ဟုတ်ကဲ့ငယ်တည်းရတယ်ကိုပဲထိန်းချောင်းလာပြီလေဆိုတော့ဟုတ်ကဲ့ဒီ1 champion စစ်မှာသုံးပွဲဆက်တိုက်နိုင်တယ်သုံးပွဲဆက်တိုက်ဆုံးတယ်ဟုတ်ကဲ့စုံလေးကလည်းသူ့အနေထားလေးကိုသူသိပြီးတော့ဆရာကျွန်တော်နေတယ်ကျွန်တော်စိတ်ယုံရောက်လာတော့ကျွန်တော်တော့တစ်ချက်တော့လည်းလေးကြည့်မိပါနော်သူနဲ့ထိုးရမယ်လို့ကလည်းနည်းနည်းဟိုစား နာမည်လေးရှိတော့ဟုတ်ကဲ့အချိန်လေးလေးရှိသေးတော့ဒါကြောင့်အေးကျွန်တော်ဒီလောကကနေကင်းကွာတော့ကြာပြီပေါ့ဟုတ်ကဲ့နေပေါင်းဆယ်စုနှစ်တခုကြကြပါဖြစ်တော့ဟုတ်ကဲ့အခုမှတခါပြန်လာစပြီငါဝင်ပြီးမှရမယ်ဆိုပြီးတော့အချက်ဝင်လာပြီလေဟုတ်ကဲ့ဒီကျင်ကအခုစတာတော့စာလုံးကြီးစအဆင်မရှိဘူးဟုတ်ကဲ့ဆရာဒီလိုတင်တဲ့အနေထားတော့မရောက်ဘူးဟုတ်ကဲ့ဆရာအဲ့တော့ဆိုတော့ဆရာဒီဟာကဒီဆိုလင်းအခု ဒီဆရာနဲ့ကင်းကွာနေတဲ့နှစ်တွေအကြာကြီးပေါ့နော်ဆိုတော့သူနောက်ပိုင်းမှာဒီဆရာရန်ကုန်နေပြီးတော့ဆရာစီးပွားရေးပြန်လုပ်တယ်ပြန်လုပ်ပြီးတော့အဲ့နောက်ပိုင်းမှာဆိုလင်းလို့တိုက်ကစံကနေပြီးတော့ဒီသွန်းနာခွင့်နောက်ကျော်အဲ့ရနေပြီးတော့မှဒီမြောက်ကလာအစရှိစင်မို့သူကလပ်ဒီနေရာတွေရွှေ့တယ်ပေါ့တော့ဒူရိုးရဆိုပြီးတော့နှစ်ပိုင်းကျော်သူကိုယ်ပိုင်လုပ်သွားတဲ့အချိန်မှာဆရာတို့တောက်လျှောက်မထိတွေ့တော့အဲ့ကြားထဲမှာဟောဒီဆိုလင်းဦးနဲ့ဆရာနဲ့အဲ့ကြားထဲမှာဟို ်နည်းနည်းဘယ်လိုခေါ်မလဲဆိုတော့လူအားဖြင့်မဟုတ်ရင်တော့မှလမ်းပြီးတော့အဆက်အသွယ်အားဖြင့်ဖြစ်စေဟိုအကြံဉာဏ်တောင်းတာတည်းရှိကြဘူးသေးလားအဲကြားထဲမှာလုံးဝကင်းကွာသွားတာလားအလုံးဝကင်းကွာသွားတယ်ကင်းကွာသွားလို့ဆိုတော့ကျွန်တော်ကလည်းစီပွားရေးလှုပ်တော့ဒီဘက်ကိုလှည့်မကြည့်နိုင်ဒီဘက်ကိုလှည့်မကြည့်နိုင်တော့ဟုတ်ကဲ့လှည့်မကြည့်နိုင်တော့ကင်းကင်းကွာသွားပြီဆိုအဲတခါတလေလမ်းထဲမှာဆုံလို့ပါညာဆိုတော့တခါတလေတော့ပြောပြတယ်ဒါပေမဲ့ဒေချာလေးတော့လှုပ်ဟုတ်ဟုတ်ကိုကမိသားစုစီပွားရေးကို ဒါနဲ့ပဲအခြေခံပြီးသွားတော့ကိုနာမည်တစ်လုံးလေးနဲ့ကိုတခြားတော့လုံးလို့နှုတ်အားဖြင့်တတိပေးတဲ့စကားတော့ပဲရှိတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုလိုကြီးအခုလိုမျိုးရွေးလုံးနဲ့ပတ်သက်တဲ့အားမျိုးတော့မရှိတော့အခုလိုမျိုးထဲထဲဘုံဝင်နေရောမရှိဘူးဟုတ်အခုကတော့ထဲထဲဘုံဝင်ကိုကျွန်တော်ကလုံးမဆိုတော့ဖြစ်အောင်လုပ်ဟုတ်ကဲ့အဲ့တော့ဒီပွဲအတွက်ကျွန်တော်ထဲထဲဘုံဝင်ကိုကျွန်တော်တခြားလုပ်တာဟုတ်ဖန်အားနေဒီသူတို့နေတဲ့နေရာဒီဒီနေ့ဆိုကျွန်တော်စကင်နဲ့ကိုလာတာ ကာမစည်းလာပါတသက်ကိုဟုတ်ကဲ့ဆက်ကင်းနေမလာခဲ့တာညဟုတ်ဆရာအဲ့တော့လေဒီအခုဆိုလင်းဦးစီကိုဆရာတို့ပြန်စောက်ဝင်တဲ့အချိန်မှာဒီဆိုလင်းဦးငငယ်တော့ငါပေါ့ဆရာတို့ဒီတိုက်ကစားမှာအတူတူလေ့ကျင့်ငယ်တော့ငါဒါဆရာဆရာတွဲပဲဖြစ်တဲ့ဆရာနဲ့ဆရာဦးတင်ဦးနှစ်ယောက်ပေါ့နော်ဆရာတို့နှစ်ယောက်အတွဲကလည်းဟိုတုန်းကတည်းကလည်းနာမည်ကြီးပဲဆရာတို့ကိုယ်တိုင်လည်းအတွဲဖက်ပြတ်သွားတာပေါ့ဆရာဒီစီဝိုင်းလောကတွေကသွားတဲ့အခါကျတော့ဆရာတင်ဦးကတော့ဒီနယ်ဘယ်ထဲမှာဆက်ပြီးတော့ဟိုရှိတယ်ပေါ့လေရှိနေနဲ့အခုဆရာတို့နှစ်ယောက်လည်းပြန်လက်တွဲဖြစ်တယ်ပေါ့ လက်တွဲဖြစ်တဲ့ခါကျတော့ဒီဆူဆိုလင်းဦးရဲ့အနေထားနဲ့ပတ်သက်ပြီးတော့ပထမဆုံး session ပေါ့အဲ့ session မတိုင်ခင်ပြီးတော့အဲ့ session အပြီးသုံးဖို့ဒီအစောပိုင်းအနေထားနဲ့ပတ်သက်ပြီးတော့ဆရာတို့နှစ်ယောက်ဘာတွေတိုင်ပင်ဖြစ်လဲဘာတွေလုပ်ဖို့စဉ်းစားထားတာရှိတယ်ကျွန်တော်ပဲကိုတင်မှုဒီဘွဲအတွက်ကျွန်တော်ပဲကိုတင်မှုဖုံးဆက်ပြီးတော့မှာတယ်ကိုတင်မှုဟာဆူလင်းဦးလေးကတော့ကျွန်တော်တို့နှစ်ယောက်ငငယ်တွေကလည်းတွဲပြီးတော့လှုပ်လာတဲ့အတွက်နှစ်ယောက်ဝင်ပြီးမှ ဒီပွဲကအစင်းနေနေပြီတော့မယ်ဟုတ်ဟုတ်ကျွန်တော်ကသူထိုးတဲ့ပွဲလေးလေးလာတော့တော့ជីជីជីပြောဒီတိုင်းမဲ့သူ့လွတ်တိုင်းဟုတ်ကဲ့ဆစ်ဆက်ပြီးတော့မလွေတော့ဟုတ်ကဲ့အဲ့တော့ကိုတေဦးဆင်းလာဟုတ်ကဲ့ကျွန်တော်ဘယ်ကနေဘယ်နေအရောက်ကိုတေဦးဖုန်းနဲ့လာစုံလင်းဦးလို့ကျွန်တော်ပြောတယ်စုံလင်းဦးကလည်းကျွန်တော်ပြောတော့ပြီးပါတယ်စုံလင်းဦးမဆက်တေဦးလာမယ်မင်းအိမ်မှာအိမ်မယ်ငါဘယ်နေဘယ်နေငါရောက်အောင်လာမယ် လာပြီးတော့လုံးမယ်ဟုတ်မဆိုတော့အခုကိုတင်ဦးနဲ့ကျွန်တော်နှစ်ယောက်တိုင်ပုံတော့ကိုတင်ဦးနဲ့သူ့အိမ်မှာပဲအိတ်တယ်သူ့အိမ်မှာနေတယ်သူ့ထွေးနေမောင်းပြီးတယ်ကျွန်တော်ကတော့တနင်္လာဘုဒ္ဓဘူးတောက်ကြဟုတ်ကဲ့အဲအဲ့လိုမျိုးလေးကျွန်တော်လာဖို့ပလန်လေးဆွဲထားတယ်ပလန်လေးဆွဲထားအခုစအခု training စဆင်းပြီပေါ့စဆင်းတော့ကျွန်တော်နဲ့ထိတွေ့တာ၃ရက်ရှိပြီဟုတ်ကဲ့၃ရက်ရှိပြီ၃ရက်မှာပထမဆုံးစထိတွေ့တဲ့အချိန်မှာ တော်တော်မခံနိုင်ဘူးဖြစ်ရတာဟာငါတပည့်ထိုးတာသုံးပွဲဘလူနိုင်ခဲ့လေဆိုတာမသိရကုတင်မှုတော့ကုတင်မှုမကြည့်အောင်သူလည်းကျွန်တော်လည်းတစ်ခါမှဒီလိုမလုပ်လာဘူးဆင်ဟာတဲ့အခုတော့ဒုတိယရက်နည်းနည်းလေးတက်လာတယ်အခုဒီနေ့တတိယကျင်းထိတွေ့တော့နည်းနည်းလေးတစ်ခါထပ်တက်လာတယ်စတမ်နာတွေရောဒီစပ်ပုတ်မှုအတွက်ဒီ password တွေဝင်လာအောင်မို့လေနည်းနည်းလေးတော့ တက်လာပြီအဲ့တော့သူကြံမဲ့ရက်အနေထားနဲ့ပြိုင်မွေးဝင်မှုဆိုရင်အကောင်းဆုံးခြေရောက်ရလိမ့်မယ်ဟိုးငငယ်တဲ့ပုံစံထိရောက်သွားမယ်အဲ့တော့ဒီဆိုလင်းဦးကိုဆရာကဟိုရှေ့ပွဲတွေမှာပေါ့နော်တောက်လျှောက်တော့9ဘောဆက်တဲ့အချိန်မှာတော့လူဝမ်းတာနေပဲပေါ့ဆရာတောက်လျှောက်လည်းကြည့်နေပဲရှုံးဘောဆက်တဲ့အခါကျတော့ဆရာအဆင်မကောင်းဖြစ်လာမယ်ဆင်မကောင်းဖြစ်လာရင်းနဲ့ဟိုကိုတင်ဦးကိုလှမ်းခေါ်ပြီးတော့ဒီဆရာတင်ဦးကို ုံးဆက်ပြီးတော့တိုးတွေဝင်ပေးရအောင်ပါညာဆိုပြီးတော့အခုဒီအခြေအနေရောက်လာတော့ပေါ့အဲ့တော့အဲ့လိုအခြေအနေဖြစ်လာဖို့အတွက်ဆိုရင်ဆရာအနေနဲ့ဆိုလင်းကိုဆရာကြည့်ရင်လည်းအားများတဲ့အချက်လေးတွေပြုပြင်ဖို့လိုတဲ့အပိုင်းတွေတွန်းတင်ဖို့လိုတဲ့အပိုင်းတွေရှိတယ်လို့ဆရာမြင်လာလို့မြင်တယ်ဟုတ်တယ်ဆိုတော့ဆရာအားဘာဘာအဓိကဘာတွေကိုမြင်လာလဲဆရာအခုအခုနောက်ဆုံးဒီနဘေးနဲ့ပွဲအပြီနဘေးနဲ့ပွဲတော့ထားလိုက်ပါတော့နော်နဘေးတော်တော်လေးလည်းကောင်းပါတယ်အဲကျွန်တော်ဆက်ဆန်းနဲ့ရှုံးတယ်ပြီးတော့ ဒီ cotton ရုရှားနဲ့ရှုံးနေပေါ့နော်အဲ့ဒီနှစ်ယောက်နဲ့ရှုံးနေအချိန်မှာဆရာဘာတွေကိုမြင်ခဲ့လို့ဆရာဒီဆိုလင်ဦးကိုပြန်လုပ်ပေးခြင်းတွေပေါ်လာတယ်။ဘာမြင်လဲသူနိုင်နေတော့တေးကြတယ်ဆရာပြန်ဝင်လာမှာပေါ့။ပြန်ဝင်လာဘူး။ဟုတ်။သူဆုံးသွားတဲ့30နှစ်နဘီနဲ့အရောထား။ဟုတ်။ဟိုအရမောင်းလည်းမြင်တယ်အသက်လည်းငယ်တယ်။သူတိုးလို့ပေါ့မပေါ့ဟုတ်။ဟုတ်။ကြံတဲ့နှစ်ပွဲကတော့နိုင်သေးတယ်။အထူးသဖြင့်ဆက်ဆံတဲ့ပွဲကသူနိုင်သေးတယ်။ဟုတ်ကဲ့။ နိုင်သေးရင်လည်းဘာဖြစ်လို့ဆုံးရလဲဆိုတော့ကိုရော့စိတ်ထဲမှာနိုင်မယ်ဒီပွဲကိုပေါ့နော်ဟုတ်ဟိုကားမှောက်တဲ့ဘာသာသူပြန်ထိုးလို့နိုင်တယ်ဆိုတော့ okay ဒီကောင်ဟိုစားစတမာတွေကောင်းလို့တေချာပဲလောက်တာတော့တင်ပြီးတော့ကြည့်တော့ပွဲထိုးတော့ဘယ်လိုမြင်ရလဲဆိုတော့သူကတက်တက်ဝင်တက်တက်ပဲဝင်တယ်ဟုတ်တက်တက်ပဲခံတယ်ဟုတ်ခါအတိတ်ပြူတွေပါတယ်မူးပေါ့ဟုတ်နောက်တစ်ချက်ခြေတော့ခတ်တာလုံးဝမရှိဘူးဟုတ်ကဲ့လက်စီလေးတစ်ခုပဲရှိနေတော့ အဲ့ဒီဘိုင်းကတော့ငဝေမရတော့မယ်။အော်။နောက်လက်စည်းတွေထိုးတဲ့လက်စည်းတွေဘယ်လိုပြောမှာ။ပါဝါပါဝါလည်းမပါဘူးတိကျမှုလည်းမရှိဘူး။ဟုတ်ကဲ့။ဘယံမရာဖြစ်နေလဲ။ဟုတ်ကဲ့။အဲ့ဒီဘိုင်းကတော့ကိုတင်ဦးမှာခေါ်ရမယ်။ဟုတ်ကဲ့ကျွန်တော်အဲ့လိုတွေ့တာအဲ့ဒါကြောင့်ငွေတွေကကျွန်တော်လုတ်ပေးပြီးတော့ခဲကိုတင်ဦးလာဖြစ်အောင်လာသူနေရောကိုကိုတင်ဦးလာမယ်ငါလည်းလာမယ်အဲ့ဒါကြောင့်အေးအေးနှစ်ပိုင်းဝင်အောင် ျွန်တော်လုပ်မယ်။နောက်တော့အခုသူနဲ့ထိုးမယ်။အဲဟာဒစင်နဲ့ပွဲလေးတွေလည်းကျွန်တော်ခဏခဏကျွန်တော်ကြည့်တယ်။ဟုတ်ကဲ့။ကျွန်တော်ကကိုလုပ်ပေးတဲ့လူအောင်မြင်ခြင်းတယ်။အဲကြောင့်သေချာကျွန်တော်ကြည့်တာ။ကျွန်တော်ကူစပယ်လေးတွေကိုကျွန်တော်တော့ကူမတောက်ဘူး။အဲသူတို့စာခိုင်းတယ်စာပြီးတော့ကျွန်တော်ဖုန်းလေးထဲမှာကျွန်တော်ကူထည့်ထားတယ်။နပွဲတော့ရှိပြီ။ကျွန်တော်ကူကူထည့်ပြီးတော့အားရကျွန်တော်ကြည့်ကြည့်တယ်ငါဘယ်လိုလုပ်ပေးရမလဲ။အဲအဲ့တော့ကူတင်ဦးတယ်လို့ခေါ်တယ်ကျွန်တော်ကိုယ်တိုင်လည်းလာတယ် တော်ပြီလို့ဟုတ်စီကြတာတော့ကျွန်တော်ရေးရေးပြောရတယ်နိုင်မယ်ဆိုလုံးဒီပွဲဟုတ်ဆိုတော့ဆရာဒီဟာကဆိုလုံးရဲ့ဟိုတက်လုံးပိုင်းဒါတိကျမှုပိုင်းရွေလျားမှုပိုင်းအဲ့ဒီအချက်တွေကိုဆရာတို့ပြုပြင်မယ်ပေါ့နော်အဲ့ပြုပြင်မယ်ဆိုတော့အဲ့ဒါကတော့တပိုင်းပေါ့လက်ရှိဆိုလင်းဦးရဲ့ဒီဘလော့ခ်ကောမလဲခံယူချက်အနေအထားစိတ်ပိုင်းဆိုင်ရာအနေအထားပေါ့စိတ်ပိုင်းဆိုင်ရာအနေအထားနဲ့သူ့ရဲ့ body တိဆောက်ပုံခန္ဓာကိုယ်တိဆောက်ပုံအနေအထားတွေဆရာအားမှုရှိလားခန္ဓာကိုယ်တိဆောက်ပုံကတော့ တိတ်မကွဲပြားပါဘူးအားရမှုရှိတယ်အားရမှုရှိတယ်နောက်တော့ကိုတင်ဦးနဲ့ကျွန်တော်နဲ့နှစ်ယောက်ဝင်လာတော့အတွက်သူ့ရဲ့စိတ်ခံစားချက်ကိုလည်းကျွန်တော်လေ့လာလိုက်ကြည့်တော့သူလည်းနည်းနည်းတက်ကြွလာတယ်စိတ်တက်ကြွလာဟုတ်ကဲ့ဟုတ်ကျတော့တက်တက်ကြွကြွဖြစ်လာတယ်။ဟုတ်ဟုတ်။ဒီကနေ့ training လောက်တော့အကုန်လုံးတွေ့တာပဲ။ဟုတ်ကဲ့ဟုတ်ကဲ့တွေ့ပါတယ်။အကျွမ်းလာတော့ပေါင်းဆက်လိုက်ဒီတပွဲအောင်မြင်မယ်။ဒါကျွန်တော်ကျွန်တော်အမြင်ပေါ့နော်။ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ။ဖြစ်အောင်လည်းလုပ်မယ်။ဟုတ်ဟုတ်။အဲကျွန်တော် training လုပ်ရင်ပြီးစရတော့မလုပ်ပြီးပြီးတော့မလုပ်သေချာကိုလုပ်တာ။ ဟုတ်ကဲ့အလုံးလုံးလဲကျွန်တော်သိကြအောင်လို့တာကိုယ်လည်းဒီလောကထဲလာတော့ပြေးနိုင်နေတယ်ဟုတ်နံပါတ်1ကိုနိုင်ငံသားနံပါတ်2ကိုလက်ထမှာပဲကြီးပြင်းလာတဲ့ကလေးဟုတ်ကဲ့နံပါတ်3ဒီကောင်အောင်မြင်မှဒီဘွေရဟုတ်ကဲ့နိုင်မှရတော့မယ်ဟုတ်မနိုင်စိတ်ခါကြပြီဟုတ်ကဲ့ဆရာဟုတ်ငွေကြီးရဒုတိယလူရဲ့ဟိုတမ်နီဆူကြီးဆိုတဲ့နာမည်စိတ်ခါကြတော့မှာဟုတ်အဲ့ဒါကြောင့်ကျွန်တော်ညောဝင်လာတာဟုတ်ဒါပေမဲ့ ချိန်လည်းရှိသေးတယ်ဟုတ်ကဲ့ဆရာအချိန်ရှိတယ်ဆိုကျွန်တော်ဝင်လာတာဟုတ်အဲ့တော့ဆရာဟောလေအစိုးရအပိုင်းကိုတော့ထားလိုက်ပါအောင်ဆရာအပိုင်းကိုလည်းကျွန်တော်မေးချင်တာဆရာကအခုအသက်အရွယ်အားဖြင့်လေဒါအရွယ်တစ်ခုကိုရောက်လာပြီပေါ့နော်ဆရာအဲတခါလဝိနဲ့လေဆရာကင်းกว่า56ကင်းกว่าဆရာအခုဒီပက်ကြီးတွေဆရာဝင်ကင်ပြီးတယ်ပေါ့ဟောဆရာရဲ့ဒီကျမ်းမာရေးအနေထားအောင်ဆရာရောပြီးတော့နောက်တစ်ခုကဆရာကိုယ်တိုင်ရောဟိုခံနိုင်ရှိရလားဆိုလင်းကိုဟိုဟိုဆရာတို့ကျွန်တော်ညနေရာကြည်တာတော့ဆရာတို့မလွယ်ဘူးတော်တော်ပြင်းပြင်းထန်ထန် လုံးနေကြ။ဆရာကိုယ်တိုင်လည်းတော်တော်ပင်ပန်းနေတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဆိုတော့ဆရာတို့အဆင်ပြေရလား။အဲ့ဒါလေး။ပြေတယ်။မပြေတဲ့ပြေအောင်လုပ်မှာ။ကိုယ်လှုပ်လာတဲ့ဟာပဲ။ဟုတ်။သူလည်းနည်းနည်းလေးအသက်နည်းနည်းကြီးလာပြီ။နည်းနည်းလေးရော့ရော့သွားတယ်။ကိုယ်လည်းအသက်နည်းနည်းကြီးလာတော့ခိုးတွေရလို့တော့မနိုင်ဘူး။ဒါပေမဲ့ဖြစ်အောင်လို့လုပ်တယ်။ညနေလိုထွေးပြန်တော့ဟိုအမြင်တိုင်းဟုတ်ဟုတ်ဟုတ်ဒါမဲ့ကိုလိုချင်တဲ့ပိုက်ရအောင်လောက်တယ်အဲ့ဒီအတွက်ကျွန်တော်တို့စူးစမ်းရတဲ့အတွက်သူနေလို့မရတော့ဘူးဟုတ်ကဲ့ဟုတ်ကဲ့သူသူပြည့်သူနေလို့မရတော့ဘူးဟုတ်ကဲ့ ဖြစ်အောင်တူစားရတော့မှာနောက်ကြောင့်ကျွန်တော်တို့တိုင်ပင်ပြလို့လာကိုတင်ဦးလည်းမလားချွေးလေးပြန်နေဟုတ်ကဲ့ဆရာနေရောက်တာအဲ့တော့အတန်လေးလည်းနာကုန်ပါပဲဆရာတို့အော်ဟဲ့ဒီတော့ဟိုဆိုလင်းဦးကိုခေါ်ပေးနေရပါလေအဓိကအပြင်းတော့ဟိုဝိုင်းတွန်းတင်ပေးရတယ်လို့မြင်ပါတယ်ကျွန်တော်တို့လေဒါကျွန်တော်တို့လက်ဒီတခြားဘက်ရှူတော့ကနေဟိုတွန်းတင်ပေးဖို့စူးစမ်းတာပဲပေါ့နော်ဒါကျွန်တော်တို့အနေနဲ့လည်း ဆရာတို့လေ့ကျင့်နေတဲ့ဟာတွေကိုဒါပရိသတ်တွေလည်းအားတမ်းပဲဆိုးလုံးလည်းအားရှိမယ်ဒါကျွန်တော်တို့လည်းဝိုင်းရင်ချင်းတမျိုးပေါ့ဒါပေမဲ့ဆရာတို့ကတော့လက်တွေ့ပိုကြတာပေါ့ပြီးတော့တကယ်ပိုလည်းပင်မန်းတာပေါ့ဆိုတော့အဲ့ဒီဟာကိုကြည့်ကြည့်တဲ့အခါကြည်လည်းကြည်နေပါတယ်အားလည်းအားရတယ်ပေါ့နော်ဆိုတော့ဒီအပိုင်းဒါဆိုးလုံးအပိုင်းအခုကတော့အစပဲရှိဆိုကျွန်တော်အများကြီးတော့မေးလို့မရသေးဘူးအော်အဲ့မှာကျွန်တော်သိကျင်တဲ့နောက်ထပ်တစ်ပိုင်းကဆိုးလုံးနဲ့ပတ်သက်ပြီးထပ်မေးဦးပါဆရာအခုလောလောဆယ်သိကျင်တာက Liam Harrison ကိုရောဆရာဘယ်လိုမြင်လဲသူ့အပေါ်ဆရာရဲ့ဒီအခုလောလောဆယ်ဆရာလေ့လာထားသလောက်အကြံဉာဏ်သုံးသက်ချက်ပေါ့ လေရဟန်းစင်ကခတ်ကြညာထိုးတယ်ဟုတ်ကဲ့ဒါမဲ့သူ့မှာအားနေတဲ့ချက်ကျွန်တော်အမြင်ပြောပါရင်ဟုတ်ကဲ့ဆရာခဏရအားနေတယ်ဟုတ်ကဲ့ဆရာဟုတ်ပထမကြီးဒုတိယကြီးကျွန်တော်ကြည့်တဲ့ပွဲတွေမှာဟုတ်ဆက်ဆန်ဆိုလင်းဦးအမှတ်နဲ့ဆုံးရတဲ့ဆက်ဆန်နဲ့သူနဲ့ထိုးတဲ့အမေရိကန်မှာဟုတ်ဟိုမလောင်အိမ်ထဲမှာဟုတ်တိတ်မကြရဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆက်နှစ်တော့မပြည့်သေးဘူးလေအဲ့ဒီပွဲကျွန်တော်ကြည့်ရတယ်သူနှစ်ချီမှလာပြီးနောက်ပေါက်ကြပြီးဆုံးရတယ်ဟုတ်ကဲ့ဆက်ဆန်နိုင်ရတယ်ဟုတ်သူ့မှာ ခန္ဓာရနေတယ်စူးလင်းဘူးတော့ခန္ဓာရမမှောက်ဟုတ်ကဲ့စတနာလည်းစူးလင်းဘူးတော့မကောင်းဟုတ်ကဲ့ဒါပေမဲ့သုံးဆောင်ညာလည်း तू ကဒါကိုဝီကာပါဖြစ်အောင်လို့ဆက်ဆခြင်းမှာခက်ကြကြံထိုးတဲ့ဘောပဲဟုတ်ကဲ့အဲ့လိုအကြံမျိုးဆိုစူးလင်းဘူးတော့ကြိုက်တယ်ဟုတ်ကဲ့အဲ့အတွက်စူးလင်းဘူးဒီဘွယ်နိုင်တယ် ဆရာကျွန်တော်အမြင်ကတော့ထိုးပေါက်တဲ့မယ်တင်တယ်ပေါ့ဆိုလုံးလည်းတဲ့မယ်ဟုတ်ဟုတ်အဲ့ဒါအရက်မောင်းလည်းသိမကွာဘူးနောက်တစ်ခါကဆက်ဆံနဗန်းလုံးတော့မသိမရှိဘူးဟုတ်ကဲ့ဆရာထိုးရကန်းနဲ့ထိုးရကန်းနဲ့မင်းမင်းဆန်ထိုးရမင်းမင်းကန်းကြံကြံထိုးရဆိုလုံးတော့လည်းခက်ကြံထိုးရဟုတ်ကဲ့ဒီပွဲဆိုလုံးနိုင်မယ်ခေါင်းခေါင်းထွေနေလုံးပြီးမယ်ဟုတ်အခုကျွန်တော်တို့လုတ်ပေးတဲ့ဟာကိုသူလည်းအခုကစိတ်ပါလက်ပါနဲ့ပြီးပြီးစီစဉ်မယ်လုပ်တယ်ဟုတ်ကဲ့ဆရာအဆင်ပြေမယ်ဒီပွဲဆိုလုံးဟုတ်နိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ဆရာတို့အခုလေ့ကျင့်ချိန်ကိုကျတော့ဘယ်အချိန်ထိဆွဲထားလဲလောလောဆယ်အနေထားရဲ့ ကျွန်တော်ဘယ်အချိန်မှာဆရာတို့လက်ကျင်ချိန်အဆုံးသတ်ပြီးတော့သူထိုင်းကိုသွားမလဲသို့မဟုတ်ဒီကနေပဲနောက်ဆုံးအချိန်မှာကတ်သွားမှာလားထိုင်းကိုကျိုသွားမှာလားအရင်လိုပဲသူမဲဆောက်ကိုကျိုသွားတယ်ပါရှေ့ရောမလားမရှိဘူးမဲဆောက်ကိုကျိုသွားပါညာမရှိပွဲဖြစ်ဖို့သူတို့ခါတိုင်းသွားလို့တပတ်လောက်လုံးမသွားအာဟုတ်ဒီမှာလူသွားအဲ့အဲ့အချိန်ကြီးလို့ဆရာတို့တောက်ချောက်ဝင်သွားတော့တောက်ချောက်ဝင်မှာဟုတ်အဓိကကတော့ကိုတင်ကုန်းနဲ့ကျွန်တော်နှစ်ယောက်တွဲပြီးတော့တောက်ချောက်ဝင်မှာဟုတ်ဟုတ်လူချင်းနဲ့ပွတ်အောင်ရအောင်ဒါမဲ့အခုကတော့စာလုံးစပြီဟုတ် ပထမညရတော့အခုကဆရာတို့ဒါကျွန်တော်အမြင်တော့ဒီပါဝါနဲ့သက်လုံကိုစပြီးတော့တိဆောက်ပေးနေတူเนาะဆရာဟုတ်တယ်အဲ့လိုပြောရမလားဟုတ်တယ်ပါဝါနဲ့သက်လုံနဲ့ကျွန်တော်တို့စပြီးတော့စလုပ်ပြီဟုတ်ဟုတ်ဟုတ်ပြီဒီနေ့ကနည်းနည်းလေးတက်လာတယ်ဟုတ်ထက်တက်လာတဲ့အခါကျတော့ technique ပိုင်းထက်ထဲမှာပေါ့တော့ဆရာဆရာတင်ဦးလဲဒီလက်သီးလမ်းကြောင်းတွေတောက်လျှောက်ပြပြီးနေအရွှေလေးရပြပြီးနေကျွန်တော်တွေ့ပါတယ်ဒါပေမဲ့โอ้ถ้าอเป่တော့เบ่ห่มเลยหมอดีหมอดีโอเคจ้ะติติดมุเต็มสิดิโลจีนเนี่ยป่วยတော့ไม่เอาดิครับ ကြံတဲ့အချိန်နဲ့ရောက်တယ်ဆရာတို့ပြန်တွေ့တဲ့အချိန်မှာ chemistry ရောမေးရလားဆိုလိုတာကလေဟိုတော့ကလို့ဟိုဟိုတော့ကြိုက်ကစားမှာလေ့ကျင့်နေတဲ့အချိန်တွေလိုမျိုးတယောက်သဘောတယောက်သိတဲ့အတယောက်ထားတယောက်သိတဲ့ဟာမျိုးပြန်ရပြီလားတော့ဦးဒီဒီချိန်တော့ရလာပြီဟုတ်တယ်ဟိုဆက်စားချင်းတွေ့တဲ့ချိန်တော့မရဘူးဟုတ်ဟုတ်ဆက်စားချင်းတော့သူပြေးမတောင်းကျွန်တော်တို့ကဒူးနေနေကြောက်လာဟာကိုဒူးမကြည့်ဟုတ်လို့ဟာကြာကျွန်တော်နှစ်စုံပေါ့ကိုဒူးနေကျွန်တော်နှစ်စုံဝင်မလို့သတ်မှတ်တော့နှစ်စုံတော့ပြည့် မခံနိုင်ဘူးဟုတ်မောက်ဆရာမြေပါ reason ကနဆိုဆိုတာဆရာတင်ဦးဆရာနှစ်ယောက်တည်းတစုံပြီးတော့ဆရာတင်ဦးဆရာနောက်ထပ်တစုံဟုတ်ဟုတ်ပါဆိုနှစ်စုံဒီနေ့ဆိုတာဆိုသုံးစုံသုံးစုံဟုတ်သုံးစုံဆို6ခြေစာပေါ့3မိနစ်6ခြေစာ3မိနစ်6ခြေစာဆရာတို့ဘယ်ဘယ်လောက်ထိဆက်သွားဖို့စဉ်းစားထားလဲ main point ကျွန်တော်တို့က6စုံပြီးသွားမှာ6 6စုံပြီးသွားအဲ့ဒီကျွန်တော်ရအောင်ဟုတ်ဟုတ်ဒါဆိုတော့အဲ့ဒီကိုအဖွဲထဲမှာတက်လို့မရစိတ်ပူစရာမလိုတဲ့အနေထားတွေပေါ့ စိုးလုံးတို့ကငကိုတဲ့ကအသက်လုံးပိုင်းဆိုင်ရာတိတ်ဆိတ်မပူပါဘူးစရမာကောင်းများဟုတ်စိုးလုံးကတောင်းဆောက်လို့သူလေးကျင်တာဟုတ်သူ့မှာ password password လက်ကြီးထိုးရကနေအာနေတယ်ဟုတ်ဒါကြောင့်သူထိုးရစင်စင်ပေါ်မှာလက်ကြီးလေးအာနေအဖြုံးလည်းလည်းများတယ်နော်နောက်ပိုင်းတိကျမှုလည်းမရှိဘူးအာနေတယ်အခုကိုတင်ဦးနဲ့ကျွန်တော်နှစ်ယောက်ဝင်ပြီဟုတ်ဟုတ်ဝင်တဲ့ခါကျတော့ကျွန်တော်ထင်တယ်ဒီ6လပိုင်းဒုတိယပတ်လောက်ဆိုတော့ စိတ်ကြိုက်အနေထားရောက်ပြီဟုတ်ကဲ့ဆရာဟုတ်ဆွတ်တင်မှာစိတ်ကြိုက်အနေထားရောက်ပြီဟုတ်အဲ့တော့ဒီဟိုကတော့ခုနလပိုင်းဒုတိယအပတ်လောက်ထိတော့ဆရာတို့တတိယအပတ်လောက်ထိတော့ဆရာတို့ဒီ training pattern ကလုံးမှာလုံးလုံးသွားမယ်ပေါ့ဟုတ်ကဲ့ဒါပတ်လောက်ပဲဆော့ပြီဒါပတ်ဟုတ်ဟုတ်ကဲ့ဆရာအခု तू weight လည်းရပြီဟုတ်64ရောက်တာ तू weight ဟုတ်ကဲ့64 weight ကဝင်နေပြီအခုတည်းကဝင်နေပြီဟုတ်သူ weight ဝင်အခုတည်းကဝင်နေပြီဆိုတော့ ရေဓာတ်တွေဘာတွေလျှော့ထားတာရှိလားမရှိပုံမှန်စားနေနဲ့စားဝင်းနဲ့ဝင်နေတာဟောအဲ့ဒါဆိုရင် solution က hydration ကဒီဒီကဘလော့ဖြစ်နေတာဟုတ်ကဲ့ဆရာကောင်းကျွန်တော်သူ့တတ်မှတ်ပြီးစားကောင်းဆွေးနေလို့ဒီနေ့ဆိုအခုလိုမြင်နေတာဟုတ်ကဲ့ဟုတ်သူ့ရရေးပါညှိလို့ရဟုတ်ကဲ့ဆရာဟုတ်စားဟေးစားဟုတ်ကဲ့ပါဆရာဟုတ်ကောင်းဆွေးနေလေလို့ဆိုတော့ဟိုနောက်ဆုံးအချက်အနေနဲ့ပြောရရင်အခုဒါအစပဲရှိသေးတယ်3ချိန်ရှိပြီဒီ3ချိန်မှာ solution ကတဖြည်းလိုချင်တဲ့ပုံစံဘက်ကိုစရောက်လာပြီပေါ့ ဆိုတော့တကယ်လိုချင်တဲ့ပန်းနိုင်စီကိုဆိုလင်းယူလိုက်လာနိုင်မယ်လို့ဟောဆရာယုံလားလိုက်မယ်လိုက်လာနိုင်တယ်အဘလို့လိုက်လာနိုင်လဲဆိုတော့ဒီနေ့ကျွန်တော်တို့လှုပ်ပြီးတော့သူ့အတူအောက်မှာသူ့သဘောနဲ့သူ့အတူကျိုးလေးတစ်ခါပြန်ခိုးနေတယ်ဟုတ်ဒီကောင်ကြည့်ရနေတယ်ဟုတ်ကဲ့ဆရာဟုတ်လှုပ်နိုင်တယ်ဟုတ်ကျွန်တော်တို့နဲ့ကုတင်ဦးနဲ့ကျွန်တော်နဲ့ဆွဲတင်တဲ့ဟာတော့ကောင်းကောင်းလှုပ်နိုင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာငကိုယ်လေးသူ့သဘောနဲ့သူမှိန်နေတာ ဟုတ်ကဲ့ main နဲ့ main အချောင်နဲ့နိုင်လာဟုတ်ကဲ့ဆရာဒီပွဲကတော့ဒိုးဝင်တော့ကြက်လာပြီအဲ့ဒါသူ့အတူလည်းအဖြစ်ပေါ်လာပြီဟုတ်ကဲ့ဆရာဟုတ်အဲ့တော့ကောင်းကောင်းကြိုးစားမယ်ဖြစ်အောင်လုပ်မယ်နော်တပည့်ဆိုတော့ဆရာလောလောဆယ်အနေထားပေါ့လေကျွန်တော်အဲ့ကြတော့ပွဲနီးတဲ့ခါကျတော့တခါထပ်မရအောင်ပဲအခုလောလောဆယ်ရတော့ဆရာဟိုနောက်ဆုံးတစ်ခွန်းပါဆရာနိုင်ပါလားဆရာနိုင်ပြီโอเคပါဆရာအဲ့တော့ကျေးဇူးများတင်ပါတယ်နော်ဆရာဟုတ်